တကုံမြို့တဲ့ရှေးပိုင်းမြို့နယ်တိပိတကမဟာကဏဝင်းနိကေကျောင်းတိုင်းတာမဏိကျော်6ဘွယ်သာသနာတ္တဇဓမ္မစရိယဘွယ်ဝိနည်းတရဝိနည်းကောဝိဒဒီကဘာနကပိတကနှပုံဆောင်သာသနာအာဇာနည်ဖြစ်တော်မူသည့်အရှင်ပညာသမီးလင်္ကာရဤအထုပတိအကျင့်ကိုဘုရားတပည့်တော်ရှင်ကိတ္တရပြည့်နယ်ကုန်မှရုပ်ဗတ်ပူဇော်ပါမယ်ဘုရား အရှင်ပညာသမီးလင်္ကာရစကိုင်းတိုင်းဒေသကြီးဒဇယ်မြို့နယ်ရွှေအိုင်ကြီးရွာခမီတော်ဦးတောင်ညော့မေတော်ဒေါ်တိုက်ရီတို့မှ1353ခုဝါကောင်လဇန်12ရက်ဂျာတာပရိနေမှာမွေးဖွားတန့်စင်တော်မူသည့်တာဝုယရနာဖြစ်ပါတယ်အရှင်ပညာသမီးလင်္ကာရသည်1364ခုဥဒကုလဇန်9ရက်တောက်ကြနေမှာခမီတော်ဦးတောင်ညော့ မေရော်တော်တိုက်ရီတို့ရဲ့ပစ္စည်းအနုကာကိုခံယူကာသကိုင်းတိုင်းဒေသကြီး၁၀မြို့နယ်ရွှေရိုင်ကြီးရွာပြင်ကုန်းကျောင်းဆရာတော်ဗတ္တန္တနရိန္ဒကိုဥပစေပြုပြီးရှင်သာမဏေဖြစ်သူရောက်ရှိခဲ့ပါတယ်။1385ခုကဆုံလပြည်ဗုဒ္ဓနေ့တွင်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငါးတဲ့ကြီးကျောင်းတိုင်ဒေါနုခင်ကျောင်းဆရာတော်ဗတ္တန္တနန္ဒီယကိုဥပစေပြု၍ရန်ကုန်တိုင်းဒေသကြီး တောင်တကုံမြို့နယ်အမှတ်နေရက်ကွယ်မြေကြီးနာလန်းအမှတ်78နေဖခင်ကြီးဥစိန်မြင်းအားရည်စူး၍မိခင်ကြီးဒေါ်ယုံကြီးကိုအမှုထားလျက်ရဟန်းဓာယိကာမဒေါ်တင်တင်ကြီးမိသားစုဦးကျော်စွာမင်းဒေါ်အေးနိုင်မင်းဘုံရွှေကုမ္ပဏီများအုပ်စုမိသားစုဦးမိန်ဓာဒေါ်တန်တန်မော်ဤမမတ်ခိုင်စာမိသားစုဦးထွန်းတင်ဒေါ်ဆန်းမြမိသားစုတို့ရဲ့ပစ္စယနုကာကိုခံယူပြီး မြင့်မြတ်တဲ့ရဟန်းဖြစ်သူရောက်ရှိခဲ့ပါတယ်။ကျေးဇူးကြီးမားတဲ့ဆရာတော်များကတော့စကိုင်းတိုင်းဒေသကြီး30မြို့နယ်ရွှေရံကြီးရွာတာစီကျောင်းဆရာတော်ဗဒန္ဒကောဝိဒာပြင်ကုန်းကျောင်းဆရာတော်ဗဒန္ဒနရိန်ဒရွာဦးကျောင်းဆရာတော်ဗဒန္ဒသီလာစာရာရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့ဓမ္မိကာရမကျောင်းဆရာတော်ဗဒန္ဒတုံတရအမှုပြုသောစာချဆရာတော်များ ရန်ကုန်တိုင်းဒေသကြီးဗဟံမြို့နယ်ငါတကြီးကျောင်းတိုင်းဒုံတို့ခင်ကျောင်းဆရာတော်ဗဒ္ဒန္တနန္ဒီယာဗဒ္ဒန္တအိန္ဒာစာရာရန်ကုန်တိုင်းဒေသကြီးမော်ဝီမြို့နယ်မဟာသင်တော်ယိုကြီးရွာသင်တော်ယိုတိပိတကမဟာကန္တာရအကျောင်းတိုင်းဆရာတော်ဗဒ္ဒန္တစန္ဒီမာသာသနာ့တစဓမ္မစရိယဝိနယတိကဓမ္မစရိယကနဝဆကဓမ္မစရိယ MA ပါဠိ ရန်ကုန်တိုင်းဒေသကြီးတိပိဒကမဟာကဏယုံចောင်းတဲ့ကြီးများဤဘုဇိဗရဏနာယကတိပိဒကတရာဓမ္မဗန္တာဂာရိကအကမပန္တိတာအဘိဓမ္မပါဠိပါရကုပရိယတ္တိသာသနာလင်္ကာရအကျော်အရှင်သူမင်္ဂလာလင်္ကာရဆရာတော်ဘုရားကြီးနေယခုလက်ရှိဗရဏနာယကဆရာတော်အရှင်ကဝိဒစာအကမဂန္ဓဝဇကပန္တိတာအရှင်ညာနေတရာ အဂမပန္တိတာအရှင်ပညာဝန္တလင်္ကာရဝိသိဋ္ဌမူလအာဘိဓမ္မိကစတဲ့နာယကစာချဆရာတော်များရန်ကုန်တိုင်းဒေသကြီးတကုတ်မြို့တည်ရှိပိုင်းမြို့နယ်တိပိဒကမာကနဝင်းဤကဲကျောင်းတိုင်ဥစည်းပရဏနာယကဆရာတော် တိပိဒကတရာဓမ္မဗန္ဓဂာရိကအဂမပန္တိတာဗဒ္ဒန္တဝါယမိန္တာ ပြိဝန္တအရှင်ပညာဝန္တလင်္ကာရတိပိဒကတရာတိပိဒကကောဝိတာ အရှင်ဝိသိဒ္ဓသာရတိပိတကတရာအရှင်သစ္ထာညာနာလင်္ကာရတိပိတကကောဝိဒစာသော နာယကစာချဆရာတော်များဖြစ်ကြပါတယ်အရှင်ပညာသမီးလင်္ကာရကမန္တလေးမြို့ရန်ကုန်မြို့ပဲခူးမြို့မော်လမြိုင်ကျွန်းမြို့တထုံမြို့နဲ့ရန်ကုန်မြို့ကပိုင်းတိပိတကမဟာကန္တာယုံကျောင်းတိုက်မှာကျင်းပါတဲ့တာမဏိကျော်ဆာမွေးပွဲတွေကိုလည်းအောင်မြင်ပြီး ပရိယတိသာသနာဟိတသာမဏေကျော်ဘွဲမင်္ဂလာပြုဝါသာမဏေကျော်ဘွဲပရိယတိသတ္တမရခိတသာမဏေကျော်ဘွဲပရိယတိသာသနာလင်္ကာရသာမဏေကျော်ဘွဲရွှေပါရမီသာမဏေကျော်ဘွဲခဏဝါစကသာမဏေကျော်ဘွဲတို့ကို၎င်းအစိုးရနိဂေသာမေဘွဲဝိနည်း၅ချမ်းကို အောင်မြင်၍ဝိနည်းဝိတုဘွဲအင်္ဂုတ္တရ၁၁ချမ်းကိုအောင်မြင်၍အင်္ဂုတ္တရနိဂာယဝိတုဘွဲအဘိဓမ္မာ၈ပိုင်း၂ချမ်းကိုအောင်မြင်၍အဘိဓမ္မာဝိတုဘွဲ ဝိနယပိတကမာဝိဓုတံကိုအောင်မြင်၍ဝိနယမာဝိဓုဘွယ်ရန်ကုန်မြို့ဒေါက်တာခင်ခင်ကြီးပရိယတ်ဒီဖောင်ဒေးရှင်းကကျင်းပတဲ့ပိတကသုံးပုံပါဠိတော်မြန်မာပြန်စာမေးပွဲမှာအဘိဓမ္မာရှေ့ပိုင်းနှစ်ကျမ်းကိုအောင်မြင်၍အဘိဓမ္မာမာမကဘွဲတို့ကို၎င်းနိုင်ငံတော်အစိုးရမှကျင်းပတဲ့ပထမပြန်စာမေးပွဲတွင်ပထမငယ်တန်းပထမလက်တန်းပထမကြီးတန်းဓမ္မစရိယာတန်းတို့ကိုအောင်မြင်၍သာသနာတစဓမ္မစရိယာဘွဲ့ ရံကုန်မြို့နယ်နှင့်မြောက်ကလာဘမြို့နယ်လုံးဆိုင်ရာစိန်မံပရိယတ်တိနှုတ်ကပရမပြန်ဆောင်ဝဲကြီးတွင်ဓမ္မစရိယာတန်းကိုအောင်မြင်၍စိန်မံပရိယတ်တိနှုတ်ကဓမ္မစရိယာဘွဲ့ရံကုန်မြို့ကဘာဤတိပိတိကမာကနာယုံကျောင်းတိုက်ဓမ္မစရိယာတန်းဆောင်ဝဲကိုအောင်မြင်၍ခဏဝါစကဓမ္မစရိယာဘွဲ့တို့ကို၎င်းနိကယုတ်စိုးတကသမိတိနိကေသန္တနာတော်ထုံကားဤအသင်ဘာနကဆာမွေးဘွဲ့တွင်ဝိနည်းငါးကျမ်းကိုအောင်မြင်၍ မိဂာယုဇောတကတမိတိဝိနယတရာဘွဲ့တုတ်သုံးချမ်းကို အောင်မြင်၍မိဂာယုဇောတကဒီကဘာနကဘွဲ့တို့ကို၎င်း80ဆယ်ကျိမြောက်တိပိတိကတရာတိပိတိကအကုန်ဤတရွေးချယ်ရေးဆောင်မွေးဘွဲ့၌ဝိနည်းရှိပိုင်းတချမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဥပရောဝိပင်ကတရာဘွဲ့တို့ကို၎င်း80ဆယ်ကျိမြောက်တိပိတိကတရာတိပိတိကအကုန်ဤတရွေးချယ်ရေးဆောင်မွေးဘွဲ့၌ဝိနည်းနောက်ပိုင်းသုံးချမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဝိနည်းရတရာဘွဲ့ကို၎င်း 83ချိန်မြောက်တိပိဋကတရာတိပိဋကကိုဝိဒရွေးချယ်ရေးဆောင်ပွဲပွဲ၌ဝိနည်းရှိပိုင်းနှကြံကိုသဘောရေးပြီးအောင်မြင်၍ဥပဒေဝိပင်ကကိုဝိဒပွဲကို၎င်း86ချိန်မြောက်တိပိဋကတရာတိပိဋကကိုဝိဒရွေးချယ်ရေးဆောင်ပွဲပွဲ၌ဝိနည်းနောက်ပိုင်း၃ချမ်းကိုသဘောရေးပြီးအောင်မြင်၍ဝိနည်းကိုဝိဒပွဲကို၎င်း89ချိန်မြောက်တိပိဋကတရာတိပိဋကကိုဝိဒရွေးချယ်ရေးဆောင်ပွဲပွဲ၌တုတ်၃ချမ်းကိုအာကုန်ပြန်ဆိုအောင်မြင်၍ဒီကဘာနက ဒိဗိဒကဒရဘွဲကို၎င်းအတိအသေးစုခုရရှိခဲ့ပါတယ်။ယခုကဆရာတော်အရှင်ပညာသမီးလင်္ကာရကတကုံမြို့တဲ့အရှိပိုင်းမြို့နယ်ဒိဗိဒကမဟာကန္တဝင်ဤကဲကြောင်းတိုက်ဗရဏမဟာနာယကဒိဗိဒကဒရဓမ္မဗန္နာဂာရိက အကမပန္နိတရေစကြိုဆရာတော်ဘုရားကြီးရဲ့အရေးအောက်၌အထက်တန်းပရိယတိစာပေများကိုဆက်လက်လေ့လာစီဝင်သာသနာပြုလျက်ရှိပါကြောင်းဆရာတော်ဤထေရုပ္ပတ္တိအား ရုပ်ဘပူဇော်၍ဝမ်းမြောက်စွာတာဓုခေါ်ဆိုအပ်ပါ၏တာဓုတာဓုတာဓု